သိန်း၄၀၀အောင်နဲ့အလွန်နှိမ့်မှနေကျင်တဲ့တူတွေအတွက်ဒီမီနီကွန်ဒိုလေးနဲ့မိတ်ဆက်ပေးပါမယ်ရှင်ဒီကွန်ဒိုလေးကတောင်ဥကလာပါမြို့နယ်ဝေဇန်တရားလမ်းမကြီးရဲ့ကဲ့ရဲ့အချက်အချာကြတဲ့နေရာလေးမှာရှိပါတယ်ရှင့်။ကဲအားလုံးပဲတူတူဝင်ကြည့်ရအောင်နော်။ အခန်းလေးကတော့ပထမထက်မှရှိပါရဲ့ရှင်ဘဝင်ချင်းမှဆိုရင်အခန်းလေးရှိမယ်ဆိုဖာလေးလည်းထားပေးထားပါရဲ့ရှင်အခန်းလေးကလည်းတော်တော်ကျဲတဲ့အနေထားလေးပါဒီဘက်မှာဆိုရင် TV ဘက်ထရော်လေးရှိမယ်ဘေးဘက်မှာစင်လေးလည်းထားပေးထားတဲ့ပစ္စည်းလေးထည့်လို့ရအောင်ဘေးဘက်ချမ်းမှာဆိုရင်တော့ဒီရန်နာလေးရှိရပေါ့နော်ရန်နာလေးကလည်းတံပန်းလေးနဲ့ပြုလုပ်ထားပြီးတော့ခန်း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 ရှိပါတယ်စမ်းချိတ်စမ်းရှိတ်လေးလည်းရှိရပေါ့နော်ဒီဘက်ဘေးဘက်ချမ်းမှာဆိုရင်တော့ဒီဖျားခန်းလေးလည်းရှိပါတယ်ဖျားခန်းလေး ကလည်းဒီမှန်ပြတွင်ပေါက်လေးနဲ့ပြုလုပ်ထားတဲ့အတွက်အလင်းဝင်အားတော်တော်လေးကိုကောင်းပါတယ်ရှင်။ ခင်နောက်ထပ်အခန်းလေးကြီးလည်းပြပေးပါမယ်ဒါလေးကတော့ single bedroom လေးပါရှင် single room လေးကလည်းတယောက်တည်းအတွက်ဆိုတော်တော်လေးအဆင်ပြေတဲ့ဘေးဘက်မှာချင်းစကားလေးလည်းတက်ပေးထားရပေါ့နော်ပြီးတော့ video လေးလည်းထားပေးတဲ့ air con လေးလည်းရှိပါရဲ့ရှင်ဒါလေးဒီနေရာလေးမှာဆိုရင်ပေါ့နော်အလှပစ္စည်းလေးလည်းထပ်ထားလို့ရပါတယ်တခြားလမ်းလေးကလည်းတော်တော်လေးကိုကျဲပါတယ်ရှင်ဒါလေးကတော့ master room လေးပါ master room လေးကလည်း၂ရက်အတွက်ဆိုရင်တော်တော်လေးကိုတတောင်တတရှိတဲ့အနေထားလေးပါ video လေးလည်းရှိတယ်ဒါလေးကတော့တိုင်း င်းလန့်လေးပါတိုင်းလန့်လေးကလည်းတော်တော်လေးကိုကျဲတယ်ရေပူရေအေးဆက်လေးလည်းထားပေးထားပါတယ်ရှင့်ဒီဘက်ပေဘက်ချမ်းမဆိုရင်တော့ကစ်ချင်လေးရှိရပေါ့နော်ကစ်ချင်မျိုးလေးကလည်းအတော်တင့်ကျဲပါတယ်ဒါလေးတော့ dining area လေးထားလို့ရရပေါ့နော်ဒါလေးကတော့ twin လက် and basin လေးပါထားပေးထားတယ်ဒီဘက်ကရက်လေးမှာဆိုရင်တော့ kitchen လေးရှိရပေါ့နော် cabinet အပြည့်အစုံလေးထားပေးထားရတယ်ဒီပြတွင်ပေါက်လေးလည်းရှိတော့အလေးလွေထက်လည်းကောင်းတယ်ပေါ့နော် ဒီဘက်ခြမ်းလေးမှာတော့ emergency တကားလေးရှိရပေါ့နော်။ KT mini condo လေးကိုစိတ်ဝင်စားတဲ့ဆိုရင်တော့ PSN property ကိုဆက်တွေ့လိုက်ပါရှင့်။